်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ကြီးကျယ်တော်ကိုချီးမွမ်းပါတယ်ဖခင်သားသမီးဖြစ်ကြောင်းတသက်ဆိုတဲ့ကောင်းစဉ်နဲ့ယောမအခန်းကြီးရှင်အငယ်၁၄ကနေ၁၇ကိုဆင်ခြင်သွားခြင်းပါတယ် အငယ်16မှာငါတို့သည်ဘုရားသခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူတည်တည်ခံတော်မူ၏ကျွန်တော်ဟာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံခဲ့ပြီးပြီဆိုရင်ကျွန်တော်တို့အနေနဲ့ကယ်တင်ခြင်းကိုတန်တရားဝင်စရာအကြောင်း မရှိပါဘူးဘုရားသခင်က ကျွန်တော်တို့အထင်မှစတင်ခဲ့တဲ့အရာကိုကိုရောကိုရောတိုင်းက ြီးမြောက်စေလိမ့်မှာဖြစ်တယ်။တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ဟာဘုရားသခင်ရဲ့သာသမီတယောက်ဖြစ်ကြောင်းတတိပေးထားပါတယ်။ကျွန်တော်တို့ဟာကဲ့တင်ခြင်းကိုတန်တရားဝင်တဲ့အခါမှာ ကျွန်တော်အတွေ့ဘုရားခင်ပီးတနာသမျှကိုလက်လွတ်ဆုံရှုံရပါလိမ့်မယ်။ကျွန်တော်တို့ဘုရားသခင်ရဲ့သာသမီတယောက်ဖြစ်ကြောင်းသိရှိရခြင်းကဘုရားသခင်နဲ့အတူ ကျွန်တော်တို့ရှောက်လန်းနေခြင်းရဲ့ဘဟုချက်ပဲဖြစ်တယ်။ ကျွန်တော်ရဲ့ကဲ့တင်ခြင်းမှာကျွန်တော်လုံခြုံမှုမရှိမချင်းကျွန်တော်ခရိယံအသက်တာရှောက်လန်းမှုမှာတန်တရာမဆုံးဖြတ်နိုင်ခြင်းနဲ့ကြောက်ရွံ့မှုတွေနဲ့ပဲပြည့်နေမှာဖြစ်တယ်ခရိယံအသက်တာရဲ့ရှောက်လန်းရာ နှစ်တွေတလျှောက်မှာယုံကြည်သူတချို့ဟာကဲ့တင်ခြင်းကိုတန်တရာများစွာနဲ့ယုံကံနေရတဲ့သူတွေအနေနဲ့များစွာပဲအချိန်ကုန်ခဲ့ရတယ်သူတို့ကကျွန်တော်ရဲ့ကဲ့တင်ခြင်းအတွေ့အကြုံကမှန်ကန်သလား ကျွန်တော်တို့ဟာမန်ကန်နဲ့ဆုတောင်းချက်တွေကိုဆုတောင်းခဲ့ရလားကျွန်တော်တို့ရဲ့ယုံကြည်ခြင်းလုံလောက်အောင်ခိုင်မာရလားကျွန်တော်တို့ရဲ့စိတ်ရင်းကမှန်ရလားဒီမေကွန်းတွေနဲ့တခြားမေကွန်းပေါင်းများစွာက၆လက်နေခဲ့တယ်ခရိယန်တွေအနေနဲ့ကျွန်တော်တို့ကယ်တင်ခြင်းကိုသိချာမသိမချင်းပြသခင်နဲ့အတူကျွန်တော်တို့ရှောက်လန်းမှုမှာအသက်တာဝိညာဉ်ရအသက်တာဘယ်တော့မှကြီးထွားဖွံ့ဖြိုးမှာမဟုတ်ပါဘူး ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုကျွန်တော်တို့မြင်ပုံကကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံကိုတည်ရောက်မှုရှိစေပါれကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့စင်ရဲပြီးတော့ကျိုးပင့်နေတဲ့အပြစ်သားတည်ရောက်အဖြစ်မြင်နေရင်အဲ့ဒီလိုကျိုးပင့်နေတဲ့အပြစ်သားအဖြစ်နဲ့ပဲဆက်ပြီးတော့မှ နေထိုင်နေမှာဖြစ်တယ်ဘုရားသခင်ရဲ့တာသမီတည်ရောက်ခွင့်လွှတ်ခံရတဲ့သူဘုရားသခင်ရဲ့နိုင်ငံတော်ရဲ့အမွေခံတည်ရောက်တန်ရှင်းသောဝိညာဉ်တော်တကူးကို ခံရတဲ့သူအဖြစ်မြင်ရင် ဘုရားသခင်ရဲ့သားသမီးပီတစွာဖြောင့်မတ်တန်ရှင်းမှန်ကန်စွာနေထိုင်နေမှာဖြစ်တယ်ခရစ်တော်စီကိုကျွန်တော်ရဲ့ဘဝကိုအနံ့ပြီးပြီးဆိုရင်ကျွန်တော်ဟာဘုရားသခင်ရဲ့သားသမီးတစ်ယောက်ဖြစ်ကြောင်းခိုင်မာတဲ့အတွင်းစိတ်အာမခံချက်တစ်ခုရှိပါတယ်အဲ့ဒီအာမခံချက်ကိုအပြုသဘောဆောင်တဲ့အတွေ့အခေါ်ဒါမှမဟုတ်မျောလင်းချက်ရှိတဲ့အိမ်မက်တွေမှာမတွေ့နိုင်ပဲနဲ့ကျွန်တော်မှရှိတဲ့တန်ရှင်းသောဝင်တော်ရဲ့ နဲ့ရှိုင်းတဲ့တတိခံချက်မှာပဲတွေ့နိုင်မှာဖြစ်တယ်။ခရိယန်တယောက်အနေနဲ့တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ဟာဘုရားသခင်ရဲ့သာသမီတယောက်ဖြစ်ကြောင်းကျွန်တော်တို့နှလုံးသားကိုပြောပါတယ်။ကျွန်တော်ရဲ့အဖဘုရားသခင်ဟာအသက်ရှင်တဲ့ဖန်ဆင်းရှင်ဘုရားသခင် ဖြစ်ကြောင်းကျွန်တော်တို့ကိုတတိပေးတယ်။သခင်ယေရှုခရစ်တော်ကခမည်းတော်ဘုရားသခင်ရဲ့ရှေ့မှာရပ်ပြီးတော့ကျွန်တော်တို့ကိုသူ့ရဲ့ကိုယ်ပိုင်ဘုရားသခင်အဖြစ်ပြောဆိုသလိုပဲတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးဖြစ်ကြောင်း ကျွန်တော်တို့နှလုံးသားကို ပြောပါတယ်တတိခဏဲဆိုတဲ့စကလုံးကကျွန်တော်တို့မြင်တွေ့ခဲ့ရတာတွေကိုပြောပြတာကိုဆိုလိုပါတယ်တန်ရှင်းသောဝိညာဉ်ကကျွန်တော်တို့ဟာဘုရားသခင်ရဲ့တာသမီတစ်ယောက်ဖြစ်ကြောင်းတတိခဏဲအကာကိုတော်ကသူမြင်တွေ့ခဲ့ရတာတွေကိုပြောနေတာဖြစ်တယ်ဒီအခန်းကြီးထဲမှာဘုရားသခင်ရဲ့တာသမီတွေအနေနဲ့ပေါ်လူကအဘအဖလို့ဘလို့ခေါ်ရမလဲဆိုတာကိုပြောထားပြီးဖြစ်တယ် အခုတန်ရှင်းသုံးရင်တော့ကျွန်တော်တို့ဟာကိုရောရဲ့သားသမီးတွေ ဖြစ်ကြောင်းတတိပီးတယ်လို့သူကပြောပါတယ်ကျွန်တော်တို့ဟာပေါင်းတင်ဆက်ဆံခြင်းသာမကပဲနဲ့တဘာဝပြောင်းလဲမှုအပြင်ဘုရားသခင်ရဲ့သားသမီးတယောက်ဖြစ်တယ်။ဘုရားသခင်ကကျွန်တော်တို့ကိုသူ့ရဲ့သားသမီးအဖြစ်မွေးစားခဲ့ပြီးတော့ကိုတော်ရဲ့တဘာဝအသက်ကိုလည်းပေးသနာတော်မူခဲ့ပါတယ်။ကျွန်တော်တို့ဟာကျွန်တယောက်မဟုတ်ပဲနဲ့ဘုရားသခင်ရဲ့သားသမီးတယောက်ဖြစ်တယ်။ ျွန်တော်ဟာခရစ်တော်ရဲ့သရုသမီးဖြစ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ကျွန်တော်ရဲ့ကယ်တင်ခြင်းကိုတန်တရားတွေနဲ့ယုံကံနေရမယ်ဆိုရင်တန်ရှင်သောဝိညာဉ်ကိုကျွန်တော်ရဲ့နှလုံးသားကိုစကားပြောစေပြီးတော့ကျွန်တော်ဟာပြာသခင်ရဲ့သားသမီးတယောက်ဖြစ်ကြောင်းအတည်ပြုဖို့အတွက်တောင်းဆိုပါဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကတော်အရာဝန်ခံအသက်ရှင်သွားကြဖို့ကကျွန်တော်တို့ဟာပရောဖက်ရဲ့သားသမီးတစ်ယောက်ဖြစ်တယ်။ တန်ရှင်းသောဘုရင်တော်ကကျွန်တော်တို့ဟာကိုရောရဲ့သာသမီဖြစ်ကြောင်းတည်တည်ခံတယ်ခရစ်တော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းကိုဘယ်သောအခါမှတန်တရာမဝင်ဘူးဆိုတာကိုဒီမှတ်ဝန်ခံပါဘုရားသခင်ရဲ့သာသမီတယောက်အနေနဲ့ဆုတောင်းခြင်းမှာယုံကြည်မှုရှိကြောင်းကိုလည်းဝန်ခံပါကျမ်းနာစင်ချင်းကတဲ့သူတိုင်းပြာသခင်ရဲ့အမွေခံသားသမီးတွေအဖြစ်တက်တီကို ကျွန်တော်ရဲ့အပြင်ပိုင်းအသက်တာပုံတက်တီတွေနဲ့အတူ အတွင်းနှလုံးသားထဲမှာတန်ရှင်သောဝိညာဉ်တော်ကတက်တည်ဖြစ်နေခြင်းကိုရှင်လင်းပြတ်သားစွာ နားလည်ခံစားနိုင်ကြပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။